တက်မလို့ရေပုံရိပ်နဲ့တက်မလို့ရေသိခါဟုတ်เนาะလုံးလုံးကြောင် လုံးနေတာတွေဖျက်သီးတွေဖျက်သီးဝန်ထမ်းတွေအများကြီးရှိတယ်အကြပဲစစ်တဲ့ဟာသူတို့နေစဉ်စားနေတဲ့ရိတ်ခါတွေပြည်သူထံကပြည်သူရိတ်ခါတွေပြည်သူဗန္ဒာငွေနဲ့ဝယ်ယူထားတဲ့ရိတ်ခါတွေဖြစ်ပြီးပြည်သူရွေးတဲ့ဓမင်းကိုစားပြီးပြည်သူကိုပြန်လဲတတ်ဖြတ်နေတဲ့ဤတက်စစ်သားများဖြစ်နေပြီး ဟယ်လိုချရမီဘာပီတူညီကိုမော်မာများအလုံးပိုင်းမင်္ဂလာပါ News Page Channel ကနေပြန်မှချိုးဆိုလိုက်ပါတယ်2025ခုနှစ် March 16ရက်နေ့ကျွန်တော်တို့အင်ကာနေမနေ့ပိုင်းမှာနောက်ဆုံးကြားသိရတဲ့တော်လန်သတင်းကောင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ခါတိုင်းလိုပဲပါနော် View တွေမကြည့်ခင်မှာကျွန်တော်တို့ဒီနေ့မနေ့နောက်ဆုံးကြားသိရတဲ့တော်လန်သတင်းအချို့ကိုကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့စကိုင်းတိုင်းကတာမြို့ကိုထွပြေးနေတဲ့အချမ်းဖက်စစ်တပ်ရဲ့တပ်မ89ကစစ်ကိုစစ်ကြောင်းကို KA ပွန်တပ်တွေကနေပြန်မှာ လိုက်လံတိုက်ခိုက်ခဲ့လို့စစ်သား34ဦးထိအရှင်ဖမ်းမိခဲ့တယ်ဆိုတဲ့သတင်းကောင်းလည်းပဲဖြစ်ပါတယ်မလ15ရက်နေ့နဲ့16ရက်နေ့တို့မှာကတာမျိုးဘက်ကနေပြည်မှာအင်ဒိုမျိုးဘက်ကိုစစ်ကူလာတဲ့တမတ်ခွန်ဆက်ခွန်ကအင်အား150ပါချမ်ပီယံစစ်တပ်စစ်ကြောင်းကို KPDF ပုံတပ်တွေကနေပြည်မှာဂျက်ဖက်တိုက်ခိုက်ခဲ့လို့စစ်သား40ဦးတေဆုံးပြီးတော့မှ30ဝရှင်ဖမ်းမိပြီးတော့မှလက်နက်ခဲရအများပြားတင်းစီရှိခဲ့တယ်ဆိုတဲ့သတင်းကောင်းလည်းပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတဘောအနေနဲ့ကတော့ ။အေယော်ရီတိုင်းလေးမြနာမြို့နယ်တွင်းမှာပတိမွန်ရလမ်းဘေးမှာရှိတဲ့ကျွေးရချို့မှာစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားပြီးတော့မှစစ်ကောင်စီရဒေသတွင်းစစ်ဆင်မြို့နယ်တွေမှာစစ်ဆင်မှုတွေကိုတင်းကြပ်ထားတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရေကြီးဘက်ကနေပိတ်တဲ့ဟင်္ဒရာဘက်ကနေဝင်တဲ့လမ်းတွေလည်းအရန်စစ်ဆင်နေတဲ့တိုက်ပွဲကညကစဖြစ်တာ PDF တွေဝင်လာတဲ့ဆိုပြီးတော့မှစစ်တပ်ဘက်ကစပစ်စစ်ကြောင်းထိုးတာကနေဖြစ်တာဆိုပြီးတော့မှလင်းမြနာမြို့ခံတပ်ကနေပြတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ခုဆိုရင်ဒီချင်းလက်ရွာကိုဝင်ပြတော့မှာပေါ့နော်ဒေတာခံတွေကိုပြင်ထုတ်ခွင့်မပေးဘဲနဲ့စစ်ဆေးနေတာတွေရှိတယ်ဖုန်းတွေလည်းတင်းထားတယ်အထူးသဖြင့်ဒေတာခံတွေကိုမဲမဲအနေထားရှိတယ်ဆိုပြတော့မှာ PDF တွေနဲ့နှိစတဲ့လူကနေပြတော့ပြောဆိုထားတာပဲဖြစ်ပါတယ်စခွေးတက်တက်ရတော့ခုဆိုရင်ကျွန်တော်တို့ AA နဲ့ပွန်တဖို့တွေပေါ့နော်တိုင်းတိုင်းစစ်ဆေးနေဝင်ရောက်လာတဲ့အချိန်မှာသူတို့ကနေပြတော့မှာရှုံးဝဲမဲပြတော့မှာဒေတာခံပြည်သူတွေပေါ်မှာပေါ့နော်ရစစ်ရုံမှာတဲ့နှီးလာတွေကိုစတင်အသုံးပြုဖို့ကြာရနေတာပဲဖြစ်ပါတယ်နောက်ဆုံးသတင်းတို့တို့ပို့အနေနဲ့ကတော့ ရော်ရီတန်းရေကြီးမြို့နယ်ကတန်းချောင်းမြို့မှာရှိတဲ့မြောက်ဆန်းအမြောက်တပ်၃လေးကိုခန်းဆက်ခါမှာပြင်ဆင်နေပြီးတော့မှစစ်ကိုတွေပေါ်ပို့ဆောင်နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အမြောက်တပ်ရဲ့ဘန်ကာတွေချန်စီရိုးအိုတရိုင်းခတ်တာတွေအ мян ပြည်ဖို့လို့ရဲဆိုပြီးတော့မှအနီးနားရွာကအမျိုးသားတွေကိုလိုအပ်ပေးခေါ်ခိုင်းနေတာစစ်ရင်တန်းတွေလည်းအင်အားပြည့်နေနေတိုင်းဝင်ထွက်ရှိနေတယ်ဆိုပြီးတော့မှကတန်းချောင်းတွေတခန်တို့ကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။ဒါတော့ကျွန်တော်ရှိမှပြောခဲ့သလိုပဲပါနော်။ရော်ရီတန်းထဲကိုလည်းကျွန်တော်အေးနဲ့ပွန်တဖို့ဝင်စတင်ပြီးတော့မှထိုးစစ်ဆင်ဝင်ရောက်လာတာကိုကြောက်ပြီးတော့မှစစ်ကောင်စီတဖို့ဝင်တယ်အခုဆိုရင် သူတို့ရဲ့ဒီအမြောက်တရှိမှာဘန်ကားတွေပြည်မကားတို့ကျင်းတွေတူပြီးတော့မှာပေါ့နော်ကျတို့ဒီအနီနာကဒေတာခံပြည်သူတွေကိုပေါ့လောပေးဖြစ်ခေါ်နေတာကိုကျတို့တွေ့ရပဲဖြစ်ပါတယ်မကြခင်မှာတော့ကျတို့အဲ့ဒီစခန်းတွေကိုလည်းတင်ပိုက်ပြီးတော့မှာစစ်ကောင်စီရဲ့အနောက်တောင်ပိုင်းစစ်ထာနာချုပ်ရှိတယ်ပေါ့နော်ပတိမြို့ထိခြေတက်နိုင်ဖို့ကတော့အခုဆိုရင်အချိန်ကြီးကောင်းနေတာပဲဖြစ်ပါတယ်ကျကျတို့ဒီနေ့မှာပထမဆုံးအနေနဲ့ကျမကတော့ဘူဂျီနီမျိုးစင်ရနေပြီးတော့မှအမျိုးဘာသာတာသနာကိုဆောင်ရွက်မဲ့ဆူပရမအော်နေကြရပါဘောနော်ဒီမဘာသာအုပ်စုတွေနဲ့ကျတို့တာသနာအကြောင်းတွေကိုတာမှာက ဂျန်နက်ပီတိုရီရဲ့နေကိုပါဘုံလိုက်ကျဲနေတဲ့စကောင့်စီကိုပြန်ပြတော့မှဆုံးမပြောဆိုထားတာပဲဖြစ်ပါတယ်။ဘူဂျီနေမျိုးစဉ်ဘယ်လိုမျိုးတွေပြောထားလဲဆိုတာကျွန်တော်စာကြည့်လိုက်ရအောင်နော်။လောကကြီးကိုစောင့်ရှောက်တော်မူတဲ့လောကပါလနမင်းကြီးများကိုတိုင်ပေပြီးတော့တပည့်တော်သစ္စာဆုပါတယ်။အခုမြန်မာနိုင်ငံမှာ အာနာလူယူထားတဲ့အကျံဖက်စစ်တပ်တွေပြည်သူများအတွက်ကိုပြည်သူအကျိုးအတွက်မဟုတ်ဘဲသူတို့ရဲ့ကိုကြိုးစည်းဝါးအတွက်အာနာကိုလက်နက်အားဖြင့်လူယူခဲ့ခြင်းဖြစ်တယ်လို့ တစ္ဆာဆိုပါတယ်အကျံပဲစစ်တဲ့ဟာအာနာမခိုးခင်နဲ့အာနာလူယူပြီးတဲ့နောက်မှာလည်းပဲသူတို့လှုပ်ဆောင်နေသည်များအလုံးဟာ ပြည်သူလူထုနဲ့တိုင်းပြည်ပေါ်အမှန်တကယ်မှန်ကန်တဲ့စေတနာ ထားခြင်းမဟုတ်ဘဲနဲ့သူတို့စစ်ဘိုးတိုက် ကိုရိုးစီးပွားရှာစားဖို့အတွက်ဟန်ပြလှုပ်ဆောင်နေခြင်းသာဖြစ်တယ်ဆိုတဲ့တစ္ဆာဆိုပါတယ်ကျမ်းဖက်စစ်တဲ့ဟာပါဇက်မှ အမျိုးဘာသာသာသနာလို့တွင်တွင်အော်နေပေမဲ့လည်းအမှန်တကယ်အမျိုးဘာသာသာသနာကိုဆောက်ရှောက်လိုတဲ့စိတ်ကြောင့်မဟုတ်ဘဲနဲ့ဘာသာရေးကိုသူတို့ကိုကြိုးစီးပွားတဲ့ခုတုံးလှုပ်ဖို့အသုံးချနေတာဖြစ်တယ်လို့သစ္စာဆိုပါတယ်။အင်းဂျမ်ဘစ်စစ်တဟာသူတို့ချက်သားတွေနေ့စဉ်ဆုံနေကြသစ္စာလေးချက်ကိုသူတို့ကိုယ်တိုင်ချိုးဖောက်ပြီးတော့ပြည်သူလူထုပေါ်မှာစောင့်တရမယ်ကျင့်ဝတ်သစ္စာများပြည့်ရင်းစန့်ကျင်ပြုလုပ်သွားသောသစ္စာဖောက်စစ်တပ်ကြီးဖြစ်တယ်လို့ တစ္ဆာဆိုပါတယ်အကြပဲစစ်တဲ့ဟာသူတို့နေ့စဉ်စားနေတဲ့ရိတ်ခါတွေဟာပြည်သူထံကပြည်သူရိတ်ခါတွေပြည်သူဗန္ဒာငွေနဲ့ဝယ်ယူထားတဲ့ရိတ်ခါတွေဖြစ်ပြီးပြည်သူကျွေးတဲ့ထမင်းကိုစားပြီးပြည်သူကိုပြန်လဲတပ်ဖြတ်နေတဲ့ပြည်တပ်စစ်သားများ ဖြစ်နေပြီတစ္ဆာဆိုပါတယ်ကျွန်တော်ဒီလဲပဲဘဝတစ်လျှောက်လုံးကုသကောင်းမှုတက်ဆန်းတွေပြုခဲ့ပြီးတော့မကောင်းမှုဆိုတာလေလေရှိကောင်းရှိလိမ့်မယ်လို့ တစ္ဆာဆိုပါတယ်ဤတစ္ဆာစကားတွေမှန်ကန်ပါကအာနာလူထားတဲ့အကျံဖက်စစ်တက်ကြီးတက်ရေတက်လေးတက်အဲ့ဒီတည်းရဲ့အတင်းအဓမ္မဦးစည်းချုပ်လုံနေတဲ့မင်းအွန်လိုင်းသူ့ရဲ့လက်ထောက်ဆိုးဝင်းနဲ့တကွလက်အောင်ငယ်သားအလိုတူအလိုပါအားလုံးအပေါင်းပါများဖြစ်တဲ့ရဲပြူဒလန်အကျံဖက်စစ်တက်နဲ့ပူးပေါင်းနေတဲ့လက်နက်ကင်အဖွဲ့အားလုံး BGF အပါအဝင်နောက်ပြီးတော့ဓမ္မဆိုတဲ့ဗုဒ္ဓရဲ့ဒေသနာတွေကိုသင်ကြား၍သိထားတော်လဲပဲလက်တွေမှာ အာဓမ္မဘက်ကိုတိလျင်နဲ့အားပေးကူညီနေတဲ့ယဟန်တုအားလုံးလူပုဂ္ဂိုလ်အားလုံးစသည်တို့ဟာအကြောင်းမျိုးမျိုးဘေးမျိုးမျိုးတုံပြီးအမြန်ဆုံးဒုက္ခရောက်ဆုံးခရွပျက်စီးကြဆုံးပါစေလို့တစ္ဆာပြပါတယ်အပြည်သူကိုနှိမ့်ဆက်ကလူပြုတဲ့ဖက်စစ်အကြံဖက်လက်ပါးစီများအားလုံးတို့ပြည်သူပြည်သူတွေရဲ့ကိုစားဆူတောင်းတိုင်တဲ့စကားဖြစ်ပါတယ် ဒါတော့ဗောနော်ဘူဂျင်းညမျိုးစရံနေပြမခုဆိုရင်ကျွန်တော်ပြည်သူပြည်သားတွေကိုညမျိုးစုံနဲ့ရဲဆက်ဆက်တက်ဖြတ်နေတဲ့မြောက်လယ်တို့အုပ်စုနဲ့ဒီစပေါ်မှာတတိုက်ပါဝင်ညမျိုးကြီးတွေအားလုံးဗောနော်သူကနေပြမတက်ဆာပြုစကားပြောဆိုလိုက်တာပဲဖြစ်ပါတယ်ကျွန်တော်ခုဆိုရင်စကောင်စရံနေပြမပြည်သူတွေအပေါ်မှာသူတို့အနေနဲ့ဗောနော်တက်ဆာဆောင်တက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုနေကြပေမဲ့အခုအချိန်မှာတော့သူတို့အနေနဲ့ပြည်သူမျက်နှာကိုအုံးမဲ့တော့ပြတော့မှဒီလိုမျိုးဗောနော်ရဲဆက်ဆက်နေစင်နဲ့မြဘုံကျဲတိုက်ခိုက်မှုတွေစစ်တပ်ကိုလွတ်ဆောင်နေတာပဲဖြစ်ပါတယ်။မကြခင်မှာတော့သူတို့အနေနဲ့ပေါ့နော်။သူတို့ပြုတ်လွှတ်ထားတဲ့ပြစ်တွေတော့ပြန်ပြတော့မှာ ခံရမှာဖြစ်မှာအခုဆိုရင်တော်လိုင်းရာစုတွေကနေပြီးတော့မှစစ်ကောင်စီတို့ရှိတဲ့နေပြီးတော့ထိတပြီးတော့မှပေါ့နော်တိမ့်ပိုင်နေဖို့ချင်းချောင်းမှုတွေကိုစတင်လို့ဆောင်နေတာပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ် video သဘောအနေနဲ့စစ်ကောင်စီခေါင်းဆောင်တွေကနေပြီးတော့မှအခုဆိုရင်ကျွန်တော်တို့တော်လိုင်းရာစုတွေနေပြီးတော့ထိတသိမ့်နိုင်လို့ပေါ့နော်။သူတို့အနေနဲ့ဘယ်လိုမျိုးတွေပြင်ဆင်နေပြီလဲဆိုတာကိုပြောဆိုထားတဲ့ဆရာလူမျက်ကျော် video လေးပဲဖြစ်ပါတယ်။ဆရာလူမျက်ကျော်ဘယ်လိုမျိုးတွေပြောထားလဲဆိုတာကျွန်တော်စစ်ကြည့်လိုက်ရအောင်နော်။တွေးကြည့်အချောက်တက်လေးမြန်နဲ့ဘုံကျဲဖို့လောက်တာတက်တယ်အချောက်တက်။မြေပြင်မှာရင်ဆိုင်တွေ့ရင်ခွေးပြေးပြေးပြီး အတူအပြက်နဲ့မတာပေါ်တဲ့အချောက်တက်တတ်သိရှိရင်ကွင်းလေပြင်းမှာပစိုးတကွင်းထဲမှာနှစ်ယောက်ဆိုင်ပြီးမင်းတို့ဘုံနှစ်ဖူးချင်းတက်ပြည့်ရတဲ့တတ်သိငါတို့တော်လည်းတက်ကွင်းမှာအပြည့်ရှိတယ်ရဲရင်ဖတ်ခဲ့ရအောင်ဟုတ်တယ်ခွေးစားမခင်းနဲ့ပြည်သူကိုမယုတ်ပါနဲ့အပြစ်မဲ့ပြည်သူလူလူကိုတစားကမလုံးနဲ့လူသားတိုင်းမလုံးနဲ့ဒုက္ခမပေးနဲ့ရှောက်ကြားတွေမှန်ရင်ရှောက်ကြားတွေမှန်ရင်မင်းတို့တွေက ဘိုးကြုံကြီးဘိုးကြုံမူကြီးကစတတ်မှာဘူးပြူအောင်ဘာကောင်းမစို့ငါတို့တော်လိုက်တက်ကရဲမို့တွေကပစိုးတကွင်းထဲမှာနှစ်ယောက်စုပြီးတယောက်နှစ်ဖူးတယောက်တစ်ပြရဲလောက်တဲ့တပ်သိမျိုးနဲ့မင်းတို့မင်းတို့ကိုလက်ခမောက်ခတ်ပြီးရင်ဆိုင်နေတာဖြစ်တယ်။ဟင်းတော်ကဲအဲ့တော့စကားကရှောက်ကျွန်တော်စိတ်ရင်းတူလာပါတယ်။နိုင်ငံချင်းသားတွေဒေါန်ဆန်းစုကြည်နဲ့တမန်အူဝင်းမျိုးတို့ကိုဖမ်းနေထဲမှာပါနိုင်တဲ့ကောင်းတယ် စစ်ကြောရေးလုပ်တဲ့အထဲမှာပါနေတဲ့ကောင်းအနိစ္စဆုံးဆိုတော့ငါတို့ကြည့်ရတတ်တော်ဆောက်မချေလို့လေနာမည်တော့မိသူ့ကိုစစ်ကြောရေးလုပ်တာလေစကားက6မှာလို့သိပါသိရစကားက6เนี่ยအနိဒဝိုက်တက်ဒီမှာအဓိကတော့စကားက6ပါဂျမာ international တုံးတဲ့ဂျမာကြီးတုံးလုံးရှိပြီးအဲ့ဂျမာတွေဖွင့်လိုက် TV လိုင်းတွေပါပြတ်တောက်တဲ့အထိကိုကြောက်လန့်ပြီးအစင့်စင်ခံစစ်ပြင်နေပါတယ်။နောက်ဘက်ရှေ့ဘက်တွေကို တခါတလေလက်နဲ့ကြီးတွေနဲ့ဟိုပြစ်တီးပြီးတောင်ပြစ်မြောက်ပြစ်လုံနေတာကိုငါတို့မသိမထင်နဲ့အဲအဲ့ဒီတော့မင်းရောက်မှရင်အိမ်တော်လေးကိုကြည့်ရအောင်မင်းရောက်မှအိမ်တော်ထဲမှာလုံချုံကြီးဘလောက်ချတာလဲဆိုတော့ဘန်ကာငါးလုံးအခိုင်မှာစောက်တာဝါးဒီလိုစစ်တိုင်းရုံစီဌာနစခန်းရုံတိုင်းဦးစစ်ဦးစီးကျုပ်ကျုပ်ဒီရီဟာနေပြီးတော့မင်းရောက်မှအိမ်နဲ့လက်ရှိ စစ်တိုင်းရုံးစစ်ရေးဌာနစခန်းရုံးတိုင်းစစ်ဦးစီးချုပ်ရုံးနေရာဥပါတနိကဇေဒီရွှေကုံပုံလူဇေဒီနဲ့မလန်းမကန်းမှာရှိဇေယုံချုပ်ကြီးကြီးတဲ့စေယုံချုပ်ရဲ့ကကကြီးလို့ပဲပြောမလားစေယုံချုပ်ကြီးလို့ပဲခေါ်မလားစီမံဌာနဟာနေပြီးတော့ခံစစ်ကိုအကြီးအကျယ်ပြင်ဆင်ပြီဆိုတဲ့အကြောင်းငါတို့သိနေတာအဲ့တော့စကက6ရဲ့စစ်စင်ကြီးကိုကဲမှုကိုကြည့်ရရင်လိလကြည့် စီဦးဒီဘုံမှုချုပ်တာဝန်မှာပူတဲ့တာဝန်ထမ်းဆောင်ရတယ်ဘုံမှုချုပ်စီယာဝင်း DSC 43ဒီကောင်တာဝန်ယူလာတယ်မင်းနေပြီးတော့လက်နက်ချလို့ပြောတဲ့ချိန်မှာမချရင်ဇေယဝင်းဆိုတဲ့ကောင်ရဲ့တဆွေလုံးတစ်မျိုးလုံးတကောင်မှမတားဘူးကဲဒါတော့ဆရာလူမြတ်ကျော်ကနေပြောမှာပေါ့နော်ကျွန်တော်ခုဆိုရင် တော်လိုင်းရာဆူရီယားနဲ့မြို့မှာတဖြည်းဖြည်းနဲ့မြောက်နိုင်လို့ရှိတဲ့နေပြည်တော်တိတည်တင်းနိုင်ဖို့လို့ဆောင်နေတဲ့အချိန်မှာနေမြောက်နိုင်ပုံကျတဲ့စစ်ကောင်းဆောင်တွေရတဲ့မြို့မှာပေါ့နော်သူတို့နေရင်တွေကိုစီမှာဘန်ကာရီဆောက်ပြီးတော့မှခုဆိုရင်နေပြည်တော်မှာရှိတဲ့စကားခါချောက်မှာတော့မှလုံချွေးသွင်းထားတဲ့ဆိုတဲ့အကြောင်းပြောဆိုထားတာပဲဖြစ်ပါတယ်တကယ်လည်းကျွန်တော်အဲ့လိုမျိုးကြားနေရတာပေါ့နော်ဘာလို့လဲဆိုတော့အေးကအခုဆိုရင်ကျွန်တော်ပြီးမှမှရှိတဲ့တွန်လိုင်းရဆူတွေနဲ့ပူပေါင်းပြီးတော့မှကပါဆာဆလင်းတွေတွေတင်ပိုက်ဖို့စူးစမ်းနေတဲ့အချိန်မှာကျန်တဲ့ကျွန်တော်ဒီဖက်ဖက်ကပေါ့နော် တော်လည်းတပ်ဖွဲ့တွေကနေပြီးတော့မှလည်းစစ်ကောင်စီကိုဖြိုချနေတာကိုကျွန်တော်တို့တွေ့ရပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ပြောနေတာတခုကတော့2025ခုနှစ်ထဲမှာပဲကျွန်တော်တို့နေပြည်တော်ထိရောက်ရှိနိုင်တဲ့ပေါ့နော်။အလားလာတရက်ကိုပိုင်ဆိုင်နေတာဖြစ်ပြီးတော့မှအဲ့ဒီချိန်ကြားမှာမျှော်လင့်လို့အနေနဲ့လင်းနေချရင်ချမချဖို့ဆိုတော့ပေါ့နော်။ကျွန်တော်တို့ဘက်ကနေပြီးတော့မှအတိပြက်ခတ်ဖန်ဆင်းမှုတွေရှိလာနေတာဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမိုက်ကွာကျော်စိုးကနေပြီးတော့မှညောင်ကျိုးတိုက်ပွဲမှာစစ်ကောင်စီအနေနဲ့ပေါ့နော်လုံးဝမရှုံးသေးဘူးဆိုပြီးတော့မှပေါ့လို့ပဲဆက်ပြောထားတဲ့အရာလေးတစ်ချက်လောက်ကြည့်လိုက်ရအောင်နော် ဒီခေတ်မနက်ပိုင်းမှာညောင်ကျိုးကြီးွာထဲမှာညောင်ကျိုးကြီးွာထဲမှာတိုက်ပွဲတွေဖြစ်ခဲ့ပါတယ်ဖြစ်ရတဲ့အကြောင်းရင်းကစစ်စစ်ကြော့အေတွေကဒီအမောင်တို့ကိုအကာအကွယ်ယူပြီးတော့သူတို့ညောင်ကျိုးွာလည်းကိုသူတို့ဝင်ပြီးတော့ခြေခုပ်ယူတယ်ခြေခုပ်ယူတဲ့နောက်ပိုင်းမှာတပ်မတော်စစ်ကြောင်းတွေကဒီညောင်ကျိုးွာမှာရှိစစ်စစ်ကြော့အေရဲ့လှုပ်ရှားမှုကိုသူတို့သိတဲ့အခါမှာနေမြေရှင်းလင်းမှုတွေလုပ်တယ်ဒီပတ်ပြီးတော့ကျွန်တော် နေမြေရှင်းလင်းမှုတွေလုပ်တယ်ပြစ်ရှင်းရှင်းပြီးတော့ဝင်တယ် အဲ့မှာကျွန်တော်ဒီဇွာထဲမှာခြေကုပ်ထားတဲ့ဒီစစ်သွေးကြွအေးနဲ့အပေါင်းပါတွေကဒီတက်မလို့စစ်ချောင်းတွေပြန်တိုက်တယ်ပြန်တိုက်တဲ့အခါမှာအဲဒီတက်မလို့ကလည်းတက်မလို့ကလည်းဒီကျွန်တော်တို့ဒီ point တွေကနေပြီးတော့ဆက်လက်တွေတင်ထားတယ်ဗျအဲ့ဆက်လက်တွေကတော့ရှော့ဒီတော့ရှော့စစ်သွေးကြွအေးတွေထွက်ပေါက်တွေအားလုံးတော့ရှော့ပစ်တယ်လင်းရလဲကျွန်တော်ပြစ်ကူပေးတယ်ပြီးတော့ဒီစစ်သွေးကြွအေးကိုတက်မလို့စစ်ချောင်းတွေကဝိုင်းပတ်ပြီးတော့ဒါကျွန်တော်ဗတ်ပေါင်းဆိုတာတိုက်ခတ်မှုတွေပြုလုပ်တယ်ဒီကနေ့ကျွန်တော်ညနေပိုင်းသိရှိချက်အရာဆိုရင်ဒီညောင်ကျိုးကျေးွာတွင်တိုက်ပွဲမှာဒီနောက်မှာကျွန်တော်ကျေးွာတွင်လိုပဲသုံးပါတယ်ကြေးရတဲ့တိုက်ပွဲမှာစစ်သွေးကြွအေးနဲ့အပေါင်းပါတဲ့အလောင်းတွေများစွာရရှိခဲ့ပါတယ်အလောင်းတွေများစွာရရှိခဲ့တယ်ပြောတာပဲနော်အလောင်းတွေများစွာရရှိခဲ့တယ် တိုက်ပွဲတော်လေးကြီးပါတယ်လက်နက်တွေရတယ်အလောင်းတွေများစွာရခဲ့ပါတယ်နောက်ပိုင်းမှာဒါစစ်သူကြွား A တွေကဒါနောက်ပိုင်းဆောက်လိုက်ရလို့သိရပါတယ်အသေးလည်းအများကြီးရတယ်သူတို့အလောင်းတွေတော့မဆွဲနိုင်ခဲ့ဘူးအလောင်းတွေကျန်ခဲ့တယ်ခံမှန်းချင်းအင်အားကတော့ကျွန်တော်300ပတ်လဲလို့ကျွန်တော်ခံမှန်းရတယ်လို့သိရပါတယ်ဒီကနေ့ညနေပိုင်းမှာဒီစစ်သွေးကြွားတွေအလောင်းတွေ A နဲ့အပေါင်းပါတွေအလောင်းတွေကိုတပ်မတော်သားတွေကဒါကောင်းမှုစွာနဲ့မြင်ပြုတ်ပြီးတော့တချို့ပေးခဲ့ပါတယ်ပြီးရင်ကျွန်တော်နောက်ထပ်တိုက်ပွဲပြင်းထန်တဲ့နေရာရှိပါတယ်အဲ့ဒါကကျွန်တော်တို့ဒီညောင်ကျိုးရွာရဲ့ရေစိတ်လို့ခေါ်ပါတယ် ရေစိတ်ဆိုတာတနည်းအားဖြင့်ရခိုင်ညောင်ကျိုးရွာရဲ့အနီးမှာရှိတဲ့ဒီရေတကုံပေါ့ဗျာအော်ရေတကုံအဲ့ဒီနေရာကိုဒေသခေါ်တာရေစိတ်အဲ့ဒီရဲ့အနီးမှာစစ်သွေးကြွအေးရဲ့စခန်းရှိတယ်အဲ့ဒီစခန်းရှိတဲ့နေရာကိုဒီတပ်မတော်ကဘုံကျဲလင်းနေပြီးတော့ကျွန်တော်တို့ဒါဒီရုရှားထုတ်တိုက်ခိုက်ပြီးဖိုင်တာနဲ့ဗျာဖိုင်တာဖိုင်တာတော့ရဟိုင်ရုံနဲ့ပြစ်မှတ်တစ်ခုတွေကိုကျွန်တော်တို့စုပြုံပြီးရှင်းပလိုက်တယ် အဲ့မှာလည်းအကြံဖတ်သမိုင်းများစွာတေးတယ်အဲ့ဒီဒီအကြံဖတ်သမိုင်းရဲ့စုဖွဲ့တဲ့ area ကအကြံဖတ်သမိုင်းတစ်ထောင်ပတ်လဲတစ်ထောင်အထက်ရှိရလို့ကျွန်တော်တို့ဒါသိရပါတယ်အဲ့ဒီနေရာကိုတက်မတော်ကလေချောင်းနဲ့ဘုံကျဲရှင်းလင်းမှုတွေပြုလုပ်ခဲ့တယ်ပြီးရင်ကျွန်တော်တိုက်ခိုက်ဖိုက်တာတွေဘုံကျဲရှင်းလင်းမှုတွေပြုလုပ်ခဲ့တယ်တိုက်ခိုက်ရဟန်းတွေဘုံကျဲရှင်းလင်းမှုတွေပြုလုပ်ခဲ့တယ်တက်မတော်ကတော့ဒီညောင်ကျိုး area တွေမှာရှိတဲ့စစ်သွေးကြွတွေကိုကျွန်တော်လေချောင်းကနေပြင်းပြင်းထန်ထန်ဘုံကျဲမှုတွေပြုလုပ်တယ်မြေပြင်စစ်ချောင်းတွေကလည်းကျွန်တော်လုံလောက်တဲ့အင်အားတွေပို့ပြီးတော့တောက်လျှောက်ရှင်းလင်းမှုတွေပြုလုပ်နေတယ်ဒါကျွန်တော်ညောင်ကျိုးရဲ့အခြေအနေပါအဲ့တော့ညောင်ကျိုးရဲ့အခြေအနေပတ်သက်ကျွန်တော်စိတ်ပူစရာမရှိပါဘူးလက်ရှိဒီတက်မတော်ကတော့ဒီညောင်ကျိုးရဲ့ ညောင်ကျိုးကြီးွာတဝိုက်မှာစိတ်ဝင်လာတဲ့အကြမ်းဖက်သမားတွေတောက်လျှောက်ကျွန်တော်တို့မြေပြင်ဝေးရင်လက်နက်ကြီး drone စတဲ့အရာရင်တောက်လျှောက်ရှင်းနေမှုတွေပြစ်လုံနေတယ်အဲ့တော့ဒီကနေ့တော့အကြမ်းဖက်သမားတွေများစွာသေတယ်သေသွားတဲ့စစ်သွေးကြွားတဲ့အလောင်းတွေကိုတပ်မတော်ကညောင်ကျိုးကြီးွာအနီးမှာပဲကျွန်တော်တို့ကောင်းမွန်စွာနဲ့မြေမြုပ်တချို့ပေးခဲ့ပါဒါတော့ကျော်စိုးကနေပြရမခုဆိုရင်ကျွန်တော်တို့ပေါ့နော်ညောင်ကျိုးတဲ့ပွဲမှာအေးနဲ့ပုံသဖို့ဝင်နေအလောင်းများစွာရရှိခဲ့တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာကိုကျွန်တော်တို့တွေ့ရတယ်ပဲဖြစ်ပါတယ် တည်တည်ထောက်ထားတောင်းမှာပေါ့နော်မပြနိုင်မဲနဲ့ပတ်စကားနေပြတော့မှကျွန်တော်တို့အေးအေးတွေမြားစွာတည်တယ်ဆိုတဲ့ပုံစံမျိုးပြောနေတာတော့လေစကောင်စီလိုပဲတည်တယ်ပေါ့နော်အလုံးနေကြွက်တွေဖြစ်ပြတော့မှာဒါကကျွန်တော်တို့ကိုဘလူးနီနဲ့မှတို့တို့အနေနဲ့ water fan ပြောဆိုလို့မရဘူးဆိုတော့တည်ထောက်ဖို့လိုတာဖြစ်ပါတယ်ကျွန်တော်တို့ခုဆိုရင်ကျွန်တော်ချိုးတိုက်ပွဲကလည်းအေးနဲ့ပွန်တဖို့နေရလက်ထက်ကိုကြောက်ရောက်ပြီးပြီမလို့မကြခင်မှာတော့ကျွန်တော်တို့ ဒီ ocean ပင်မှာရှိတဲ့ပေါ့နော်ဒီကပါဆာဆလင်းနေရုံတွေကိုစတဲ့ပြီးတော့ထိုးစစ်ဆင်တော့ဖို့ရှိတာဖြစ်ပါတယ်တစ်ဖက်မှာလည်းကျွန်တော်တို့ပြီးမြို့啊ဆိုရင်ကျွန်တော်တို့တော်လိုင်းရဆုတွေရဲ့ပေါ့နော်စမုတ်ချက်လည်းကျွန်တော်ခါဖို့ရှိနေတာပြီးပရိုမတ်စစ်ကောင်စီကအဲ့ဒီနေရာမှာလည်းဈေးကြီးကြပြင်ဆင်နေတယ်လို့ကျွန်တော်ကြားသိရတယ်ဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတပုတ်နေနဲ့ဇော်ပွင့်ရနေပြီးတော့မှလူမျိုးတိုက်တိုင်းရှုံနေတဲ့အချိန်မှာအောက်ချိန်မှာအချင်းပြက်ချစားပြီးတော့မှပေါ့နော်ပေါ်တာဆွဲနေကြတဲ့အုတ်ကြီးနဲ့သူတို့အဖွဲ့တွေကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတော့ကျွန်တော်တို့စပြီးတော့မှကြည့်လိုက်ရအောင်နော် မယုံကျွန်တော်ဖမ်းကြည့်လိုက်ပေါ့အကုန်ထထွက်ကုန်မှာအဲ့ဒါအမှန်တရားပဲအောက်မှာတကယ်လို့လောက်တာတကယ်ပန်းနေပတ်စံနဲ့ပြန်ရွေးတယ်လွတ်ပေးတယ်ရှင်းနေတာပဲဗျာပတ်စံရှိလူကုန်တိုင်းအတိုင်းဝိုင်းသားသမီးမှမပါတာอืมဒါတော့မှန်တယ်နော်ကြုံမဲ့အခြေခံလူတန်းသားတွေနဲ့နော်တက်မတော်သားတွေနဲ့ပဲဒီနိုင်ငံဒီတိုင်းမျိုးကာကွယ်နေတာကျွန်တော်ကတော့ပေါ်တာဆွဲသွားတဲ့ဆိုပေမဲ့ဘာပဲပြောပြောဟိုကြောမွေးတဲ့အခြေခံလူတန်းသားတွေတော့လမ်းမှာတွေ့နေတယ်တနာရတယ်သူကသူနေချင်းနေစင်းချင်းစိတ်ကိုတက်နိုင်ရင်ကိုအခက်ခဲသူ့မှာအခက်ခဲရှိတယ်ဆိုရင်ကိုမှာရှိလိုက်ကိုမှာ1000ချီ9000ပေးခဲ့လိုက်မယ်ဗျာ ကိုမြန်မာနိုင်ငံသားချင်းချင်းပဲဘာဖြစ်လဲသူနေတာမစိမ့်တာတော့ကျွန်တော်လည်းမသိဘူးလေဒါသူကိစ္စဒါပေမဲ့လုံးလုံးစေကိုတိုင်းမိကိုနိုင်ငံမှာဖြစ်နေတဲ့နိုင်ငံရေးအရာစီရေးအရာအခြေအနေမှာတော့ကိုဗမာလူမျိုးကြုံးမွဲအခြေခံလူတန်းစားတနာဖို့အကောင်းဆုံးလူမျိုးပဲသူတို့ခင်ဗျာပါနော်တကယ်တမ်းကျရင်ဥပဒေနဲ့ညီအောင်လှုပ်လာဆိုဥပဒေနဲ့လည်းဘူးမှညီအောင်မလုပ်ဘူးတောင်းရင်ဘူးတောင်းရင်ခံမှုလည်းမရှိဘူးဥပဒေတွေထုတ်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 တယ်ထုတ်တယ်အောက်ကကောင်လှုပ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 ်စားတယ်စားတယ်ဟမ်တာသမီချင်းနဲ့ကိုချင်းမစားဘူးညီကိုတမောင်နှမချင်းနဲ့ကိုချင်းမစားဘူး နော်ငါဒီအလုပ်ကိုလုပ်တင်တာမလုပ်သင့်ဘူးလားနော်ငါ့ကိုတာဝန်ပေးထားတာဒီအလုပ်ငါဒီရွာမှာအုပ်အုပ်ချုပ်ရေးမှုကြတယ်ဟုတ်လားငါသားသမီးငါညီသူတို့လိုခံစားရဘာမှမဲနိုင်စရာမလိုဘူးတတိကြီးလိုတရင်တယောက်ဆိုအကုန်ဝင်ွားဟုတ်လားဘဘူးမှပေါ်တာလဲဆွဲစရာမလိုဘူးအခုကရွာတွေနေတွေမှာတနက်တွေနဲ့အိမ်မော်ရီတက်ဆွဲပြီးရွေးနိုင်တယ်လို့ဆိုရွေးပေးလိုက်တယ်မရွေးနိုင်တယ်လို့ဆိုထည့်ပလိုက်တယ်ဘယ်ကောင်းမလဲဗျာဒါတော့နော်တက်မတော်ရဲ့ပုံရိပ်နဲ့တက်မတော်ရဲ့သိက္ခာဟုတ်နော် လုံးလုံးကြောက်အောင်လုပ်နေတာတွေဖျဲသီးတွေဖျဲသီးဝန်ထမ်းတွေအများကြီးရှိတယ် နော်အများကြီးရှိတယ်ကျွန်တော်ပြောပြီးသားဝန်ထမ်းလုံမှာဆိုရင်နိုင်ငံဝန်ထမ်းလုံမှာဆိုရင်ကိုဆိုတာနဲ့တစ္ဆာတရားတွေကိုဆိုတာအဖွဲ့ကြီးပေါ်မှာထားရမယ်စီမင်းစည်းကမ်းတွေကိုလေးသားပါလိုက်နာပါအေးအဲ့လိုမှမဟုတ်တတိပြည့်နေတယ်အပြင်မှာထွက်ပြီးတော့မှဒရောင်းသားလို့ဒရောင်းသားလို့သွားတောင်းတယ်ပြောပြီနော်ဝန်ထမ်းလုံပြီးတော့နိုင်ငံအပေါ်မှာချိုးပေါက်ပြီးတော့မှစောက်ဆန်ရှာတာအဲ့ဒါအောက်တန်းသားအောက်တန်းသားဝန်ထမ်းလို့ခေါ်တယ်နော် ခင်ဗျားတို့ကလူမောင်ကိုတက်တော်စိုးသေးတယ်ခင်ဗျားတို့ကိုလူမျိုးချင်းချင်းလူကုန်ကူးတာဟွန်းကိုလူမျိုးချင်းချင်းကိုခင်ဗျားတို့ခေါ်တယ်ပတ်သက်ရှိရင်လွတ်ပေးတယ်ပတ်သက်မရှိရင်ထဲ့တယ်အဲ့ဒါကိုလူမျိုးချင်းချင်းခင်ဗျားတို့လူကုန်ကူးတာနော်ခင်ဗျားတို့အောက်တန်းသားဝန်ထမ်းတွေတော်တော်များတယ်မြန်မာပြည်မှာကျွန်တော်ကလည်းထဲ့ပဲနော်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံကတကယ်တမ်းကျရင်တော့ခေါင်းဆောင်ပဲဖြစ်ဖြစ်ဒီတိုင်းပြည်ကိုတည်ငြိမ်သွားအောင်ကာကွယ်နိုင်တဲ့အနေအထားမျိုးရောက်သွားရင်တော့ကျွန်တော်ကဒီတက်မတော်ကာကွယ်ဦးစီးချုပ်အပါအဝင် တက်မတော်သားတွေနော်တရီမန်နဲ့တက်မတော်သားတွေတိုင်းမျိုးချစ်တဲ့တိုင်းမျိုးတကယ်ချစ်မဲ့လို့တက်မတော်သားတွေတိုင်းမျိုးတကယ်ချစ်တဲ့ရဲတပ်ဖွဲ့ဝင်တွေတိုင်းမျိုးတကယ်ချစ်တဲ့ပြည်သူ့စစ်ညီကိုလေးတွေတိုင်းမျိုးတကယ်ချစ်တဲ့အခြေခံကြောမွဲခံလူတန်းသားလေးတွေပြည်သူ့စစ်တဲရောက်လာတဲ့ညီလေးတွေကိုလက်တွေအလေးပြုတယ် ဆိုဝင်ပြောတာတော့ဒီတစ်ခါတော့မှန်တယ်ပေါ့နော်ကျွန်တော်တို့အောက်ချိန်မှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့စစ်ခိုင်းချက်ရာခုဆင်အုပ်ချုပ်တွေနဲ့ပူပေါင်းပြတော့သူတို့ဟာကျွန်တော်တို့လူငယ်တွေကိုရှင်ထောင်ထဲထိတောင်မဝင်ဖမ်းတဲ့အနေအထားတွေထိလှုပ်ဆောင်နေတာကိုကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်။ညချထဲမှာကျွန်တော်တို့ပေါ့နော်လူကုန်ထံတိုင်းဝင်းကလူငယ်တွေဆိုရင်သူတို့အနေနဲ့ပြန်လို့ပေးပြီးတော့မှကျောင်းဝတ်ပြီးသူတွေကိုသူတို့အနေနဲ့ပေါ့နော်ရှစ်တန်းစစ်မှုတွေပင်ကိုအတင်းပို့လို့နေတာကိုကျွန်တော်တို့တွေ့ရတာပဲဖြစ်ပါတယ်။ဒါကမြောက်လိုင်းတို့ရဲ့ စမထံဥပဒေကနေပြတော့ပေါက်ဖွားလာတဲ့ကျွန်တော်မြန်မာပြည်တွင်းမှာလက်ရှိဖြစ်ပေါ်နေတဲ့ပေါ့နော်လူကုန်ကူးမှုအခြေအနေတက်ကိုရှိအခုစဘောမတွေကိုတိုင်ကနေပြတော့ပြောဆိုလာကြတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်မြန်အောင်လိုင်းနဲ့ဒီလိုမျိုးဆက်လက်ပြတော့မှလုံနိုင်ဦးမယ်ဆိုတော့ပေါ့နော်ဒီလိုမျိုးအခြေအနေကနေပြတော့မှသူ့ရဲ့ကြာဆုံးမှုကိုဥတည်ဖြစ်စေလာမယ်ဆိုတာတော့ကျွန်တော်ချင်းတီပေါက်ပြောလို့ရနေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုတစ်ပုဒ်အနေနဲ့ကျွန်တော်ရှေ့မှာဖတ်ခဲ့သလိုပဲ အင်းတော်ကိုကသားဘက်ကနေပြတော့ပါနော်စစ်ကြောင်းထုတ်လာတဲ့အင်အား150ပါစစ်တပ်စစ်ကြောင်းကိုကျွန်တော်ကယ်ရင်နဲ့ပွန်ထုတ်ဖို့ဝင်ရနေပြတော့မှကြားဖြတ်တက်ခဲခဲလို့စစ်ခွေး40တည်ဆုံးခဲ့တယ်ဆိုတဲ့တင်းနဲ့ပတ်သက်ပြီးတော့မှကိုစီဘယ်လိုမျိုးဝန်တာအားရဆောင်နဲ့ပြောဆိုထားလဲဆိုတာကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ခွေ40တိတဲ့အတွက်စောင့်အရာရှိပါတယ်ဒီတရင်ကတော့ဟုတ်တယ်နော်ကျွန်တော်ပြင်မှာလမ်းမှာရောက်နေလို့เนาะဒီနေ့အပြင်ထွက်ပြီးတော့လုံးဝစတွေတွားရောက်တွေ့ဆုံနေပြောပြောတယ်ညှိနှိုင်းတယ်လှုပ်ဆောင်တယ် ဒါတွေအားလုံးလုပ်နေတဲ့အတွက်ဒီတဲ့ထင်းတွေ့တွေ့ချင်းမှာကျွန်တော်ချက်မနေချင်းမြတ်ကားပေါ်မှာမို့လို့ပါအခုမှ North Korea ကိုပြန်ရောက်လို့ကျွန်တော်ဒီတဲ့ထင်းကိုတင်ရချင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီဒေါ်လာရင်းမှနေပြန်ကြည့်လိုက်ရင်ရင်တော့နာမကောင်းပါနဲ့ရင်နာမကောင်းတယ်ဆိုတာအခုလိုမျိုးတို့တဲ့ထင်းမျိုးတွေ့လို့ရှိရင်ကျွန်တော်တယောက်မှပြောတာမဟုတ်ဘူးတော့မဟုတ်အဲ့ဒါကိုစစ်တပ်ထောက်ခံတဲ့လူတွေအနေနဲ့ဟိုအတိုက်ခံလုပ်ပြီးတော့ပြောနေတာမဟုတ်တင်းတင်းကြပ်ကြပ်ခင်ဗျားတို့အနေနဲ့ဒီအရေးဒီလိုဖြစ်နေပါလားဆိုတဲ့အရာကိုတိဝအောင်ကျွန်တော်တို့ကပြောပြတာအခုလက်ရှိစစ်သားရဲ့40တွေသွားတယ် နော်ကတားနဲ့အင်းတို့စစ်တောင်းထိုးတဲ့အင်းအားတရားငားခဲ့ပါစစ်တောင်းကို KIA တိုက်ခိုက်တယ်အဲ့ဒီစစ်သား40ကျော်တေဝါတာကိုဝမ်းနေတဲ့ပြည်သူတဲ့ဝမ်းတာတဲ့ပြည်သူဘလောက်အချိုးထိများလဲအဲ့ဒါအဖြေပဲအဲ့ဒါလေးကိုမြင်အောင်ကြည့်ပါအဲ့ဒါကိုမမြင်သေးရွေးဘယ်တော့မှခင်ဗျားတို့လမ်းမှတ်မပြအောင်ချိန်နေအဲ့ဒါကိုမြင်အောင်ကြည့်ပြမြင်အောင်ကြည့်ပြဒီလူတွေဘာလို့ပြောလာလဲဟာတာပြောစရာမဟုတ်ဘူးလေကျွန်တော်လူဟာလူအသက်တစ်ချောင်းတေးလာတော့ပြောစရာကောင်းတဲ့အရာမဟုတ်ဘူးတော့အဲ့ဒါတော့လူတက်တစ်ချောင်းတေးလာတဲ့ကိုကျွန်တော်တို့နိုင်ငံသားချင်းတေးလာပိုပြောလို့မကောင်းတဲ့အရာ ကျွန်တော်တို့နိုင်ငံဒါချင်းတော့မဟုတ်တိုင်းပြည်ရဲ့စစ်တပ်လို့ပြောထားတဲ့စစ်သားတွေတကယ်ဆိုပိုဆိုးဝမ်းနည်းရမယ့်အရာကြီးဒါပေမဲ့မြန်မာပြည်သူတွေဘာကြောင့်ပျော်ကြတာလဲအများစုကလက်တဆုပ်စာဝမ်းနည်းပူဆွေးပြတာကိုနာမပြောနဲ့တော့အများစုကိုကြည့်ပြီးတော့ဆုံးဖြတ်ပါဟုတ်တယ်တော့လူတက်ချောင်းတင်တာတော့ပြောဖို့ကောင်းတဲ့အရာမဟုတ်ဘူးဒါပေမဲ့အခုကတင်တာဒီလူတက်ချောင်းတော့မဟုတ်ဘူးကိုယ်နိုင်ငံသားဖြစ်တယ်ကိုယ်နိုင်ငံသားတည်းဆိုပို့လို့ပြောဖို့မကောင်းဘူးဝန်ထဲစီအရင်ဒါဆိုလို့ရှိရင်ကိုယ်နိုင်ငံသားတော့မဟုတ်ဘူးတိုင်းပြည်ကိုပေါ်စားပြုတဲ့စစ်သားတွေတည်တယ်ဆိုရင်ပို့ဆိုးပြီပေါ့ ဟုတ်ကဲ့ဒါပေမဲ့မြန်မာပြည်သူတွေကဘာကြောင့်လက်ရှိစစ်တပ်ကစစ်သားတွေရဲတွေတိမြန်မာပြည်သူအများစုကပျော်ကြရတာလေအဲ့ဒီဖြေလေးကိုစစ်သားတွေရဲတွေဒီစစ်တပ်အပိုင်းဝိုင်းမိသားစုတွေနေနေမြင်အောင်ကြည့်တတ်ဖို့လိုအပ်တယ်အဲ့ဒါကိုမြင်အောင်ကြည့်နိုင်တဲ့နေ့ခင်ဗျားတို့လမ်းမှန်ပေါ်ရောက်တဲ့နေ့လက်ရှိချိန်မှာတော့ကိုထေသာကိုပတ်ဝင်းကြီးမှာတွာလာလှုပ်ရှားရုံးကကြားဘူးနားဝရှိတဲ့အရာတွေနဲ့လုံးထွေးနေလိမ့်မယ်ဒါပေမဲ့အဲ့ဒီပတ်ဝင်းကြီးအဲ့ဒီအခွန်ကြီးကိုဖောက်ဖောက်ကြည့်ပေးကြပါဘာဖြစ်နေပြီလဲတဏ္ဍာရီကလုံးအတိုင်းတာနဲ့ဘာဖြစ်နေပြီလဲ ကိုရက်ွက်ကို data ကိုရွာတရာတော့ကိုမြို့နဲ့တမြို့နဲ့တော့မကြည့်စီရှင်ဘူးတိုင်းပြည်တပြည်လုံးအနေထားဘာဖြစ်နေလဲနော်ကိုမြန်မာနိုင်ငံသားတွေအားလုံးရဲ့အနေထားဘာဖြစ်နေလဲအဲ့ဒါဆိုလို့ရှိရင်တော့အပြင်ပန်လေးကိုတိပါလိမ့်မယ်နော်လက်ရှိမြောက်နိုင်အာနာတိမ်းပြီးမှတည်ခဲ့ရတဲ့စစ်သားနဲ့ရဲဦးရင်ဘလောက်ရှိသွားပြီလဲဒါတော့ကိုစီယာနေပြန်မှာပါနော်ကျွန်တော်ဒီနေ့ကြားသိရတဲ့တရင်ကောင်းကိုပြောဆိုထားတာပဲဖြစ်ပါတယ်ခုဆိုရင်ကတားဘက်ကနေပြန်မှာအင်ဒိုမြို့ကိုစစ်တောင်းထုတ်လာတယ်ပေါ့နော်စစ်ကောင်စီအင်အား150ပါစစ်ကြောင်းပါ ကျွန်တော်ကဲနေ PDF ဖုန်းတစ်ဖုန်းနဲ့နေပြီးတော့မှစစ်ကောင်စီ40လောက်ပေါ့နော်မျိုးစာဖြစ်ပြောင်းလဲပြေးနိုင်ခဲ့တာဖြစ်ပြီးတော့မှ 30လောက်ကိုလည်းအရှင်ဖမ်းမိရတယ်လို့ကျွန်တော်ကြားသိရတယ်ဖြစ်ပါတယ်။စကွန်စီတပ်ဖွဲ့ဝင်တွေလည်းနောက်မကျတဲ့ခင်မှာပြည်သူတွေနဲ့ချိတ်ဆက်ပူးပေါင်းပြီးတော့မှတတ်ထုတ်လိုက်မယ်ဆိုရင်တော့ဖြစ်ကျွန်တော်တို့ဒီနေ့ထဲဒါမှမဟုတ်နောက်နေ့အစပိုင်းမှာပဲတော်လိုက်ပြည်စုံပြီးတော့မှပြည်သူတွေလို့ချင်နေတဲ့ Federal Democracy ကိုရရှိတော့မယ်ဆိုတဲ့အကြောင်းပြောရရင်လည်းကျွန်တော်ဒီနေ့မှပြိုင်ဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများအားလုံးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာခြင်းနဲ့ပြည်စုံပြီးတော့မှတာယာရဲ့ချန်နယ်လေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။